နှစ်နိုင်ငံကြားကုန်သွယ်ရေးအငင်းပွားမှုတွေကိုလျှော့ချဖို့ညှိနှိုင်းသဘောတူညီမှုရရှိခဲ့ခြင်းဟာတရုတ်အမေရိကန်ဆက်ဆံရေးကိုအသစ်ကနေပြန်ဆလာနိုင်ခြင်းဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။မေလ၁၂ရက်နေ့တုန်းကတရုတ်နဲ့အမေရိကန်တို့ဟာနှစ်ဖက်ကုန်သွယ်ရေးမူဝါဒတွေအပြိုင်ဆိုင်မှုတွေကိုလျှော့ချဖို့ညှိနှိုင်းသဘောတူညီချက်ရရှိခဲ့ကြကြောင်းပူးတွဲကြေညာခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်တွေရာအမေရိကန်ရောတရုတ်ကပါသွင်းကုန်တွေပေါ်အပြန်အလှန်အခွန်နှုန်းထားတွေအလွန်ကျဆင်းကျနေကြတာကိုလျှော့ချဖို့နဲ့ တချို့ကုန်စည်တွေနဲ့ပတ်သက်ပြီးရပ်ပေါင်း60ဆိုင်းငံ့ထားဖို့သဘောတူညီခဲ့ကြပါတယ်။အဲ့ဒီရပ်ပေါင်း60အတွင်းနှစ်နိုင်ငံနောက်ဆက်တွဲဆွေးနွေးမှုတွေဆက်ပြီးလှုပ်ဆောင်နေမှာလို့ဆိုပါတယ်။တရုတ်ဟာအမေရိကန်ရဲ့အခွန်တိုးမြက်စည်းကမ်းမှုကိုလက်တော့ပြန်တဲ့အနေနဲ့အမေရိကန်စီမြေရှားတပ်တူတင်ပို့မှုပိတ်ပင်ထားတဲ့ဆုံးဖြတ်ချက်မျိုးကိုပြန်လည်ပယ်ဖြတ်ပေးမှာပါ။ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောက်တင်းဆုံးနှစ်နိုင်ငံကြားမှာကုန်သွယ်ရေးဆက်ပွဲအစံနဲ့အားပြိုင်မှုတွေညှင့်တက်လာတဲ့နောက်တမမှုတွေကိုပြန်လည်ဖြေလျှော့ဖို့ ပြီးခဲ့တဲ့သတင်းပတ်ကောင်ကနှစ်နိုင်ငံကိုယ်စားလှယ်တွေဆွစ်ဇာလန်မှာတွဲဆောင်ဆွေးနွေးကြကြရပင်ဖြစ်ပါတယ်။သဘောတူညီမှုတွေအရအမေရိကန်ဟာတရုတ်တွင်းကုန်တွေကိုကွန်စီတန်မိုးတွေရဲ့145ရာခိုင်နှုန်းအထိမြင့်တင်စီးကျထားရကနေ30ရာခိုင်နှုန်းသာစီးကျတော့မှာဖြစ်ပါတယ်။တရုတ်ကလည်းတချို့သောအမေရိကန်ကွန်ပျူတာတွေကို125ရာခိုင်နှုန်းအခွန်စီးကျမှုကနေ10ရာခိုင်နှုန်းသာထားရှိဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့တချို့ကွန်စီတွေရဲ့အခွန်စီးကျမှုတန်မိုးနဲ့ပတ်သက်လို့ရက်90ဆိုင်းငံ့ကာလအတွင်းဆက်ပြီးဆွေးနွေးကြမှာပါ။ တရုတ်နဲ့အမေရိကန်ကြားကကုန်တရေတင်းပါမှုပြည့်လျော့သွားခြင်းဟာကမ္ဘာစီးပွားရေးကဏ္ဍကြီးတစ်ခုလုံးအတွက်အသက်ရှူချောင်းစရာဖြစ်ခဲ့ပြီးနိုင်ငံတကာရှယ်ယာဈေးနှုန်းတွေတက်ရိပ်ပြန်ပြလာခဲ့ပါတယ်။ဆွေးစလတ်မှာညှိနှိုင်းရယူထားတဲ့သဘောတူညီမှုနဲ့ပတ်သက်ပြီးနှစ်ဖက်စလုံးကတော့အတီးအီးအောင်ပွဲရရှိခဲ့ရလို့သတ်မှတ်ထားကြပါတယ်။တရုတ်ကထရန့်ရဲ့မတန်တဆအခွန်တက်မှတ်မှုတွေကိုအအောင်မြင်မြင်ရှင်းချနိုင်ခဲ့တယ်လို့သဘောထားပြီးအမေရိကန်ဘက်ကတော့တရုတ်သွင်းကုန်တွေပေါ်အခွန်30ရာခိုင်နှုန်းတွန်းမြှင့်ကောက်ယူနိုင်တယ်ဆိုတာဟာ မနှဲလာတဲ့ပမာဏလို့လက်ခံထားပြီးနှစ်နိုင်ငံကြားကုန်သွယ်ရေးလုံခြုံရေးမှုတွေတိတိတတ်တာကျင်းပန်းစေမယ်လို့ယုံကြည်ထားကြပါတယ်။အမေရိကန်ဟာနိုင်ငံပိုင်နဲ့တဲ့ဖန်တနယ်မှုရဲ့စေဝါမောင်ကိုဝင်ရောက်မှုကိုတရုတ်ကတတိယရောက်တားဆီးမပေးဘူးဆိုတဲ့ဆွဆွဲချက်နဲ့တရုတ်တွင်ကောအချို့ပေါ်အခွန်20ရာခိုင်နှုန်းတိုးမြှင့်ကောက်ယူထားတဲ့အရေးယူမှုကိုတော့ဆက်လက်ထားရှိမယ်လို့သိရပါတယ်။အဲ့ဒီအခွန်စည်းကြမှုတွေကိုပယ်ဖျက်နိုင်အောင်တရုတ်ကလည်းဖန်တနယ်တွေအမေရိကန်စီတင်ပို့နေတဲ့မောင်ကိုဈေးကွက်ကိုဖြိုခွင်းဖို့သဘောတူညီကြကြောင်းထရန့်ကဆိုပါတယ်။ ထရန့်ကဆက်လက်ပြီးသူ့ရဲ့အစိုးရဟာတရုတ်နဲ့ဆက်ဆံရေးကိုအလုံးစုံအတိတ်ကပြန်ဆလိုက်နိုင်တယ်လို့ပြောပါတယ်။သဘောတူညီမှုတွေအကောင်းဆုံးအပိုင်းကတော့အမေရိကန်စီးပွားရေးလုပ်ငန်းတွေကိုတရုတ်ကိုယ်တိုင်ကလူလူလလဖိတ်ခေါ်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ထရန့်ကအမှတ်ချက်ပေးခဲ့ပါတယ်။အရင်တုန်းကအမေရိကန်ဟာတရုတ်ကိုလမ်းဖွင့်ပေးထားပေမဲ့တရုတ်ကတော့အမေရိကန်ကိုတူညီတဲ့တုံ့ပြန်မှုမရှိခဲ့တာကြောင့်ဒီအချက်ဟာအတိတ်ပဲမရှိသလိုမမျှတဘူးလို့သူ့စိတ်ထဲမှာအငြင်းန်းခံစားရကြောင်းထရန့်ကပြောပါတယ်။ ထရန့်ဟာတရုတ်ကိုထိခိုက်နာကျင်စေဖို့ရည်ရွယ်ခဲ့တာမျိုးမရှိဘူးလို့ဆိုပြမှာတယ်။ဒါပေမဲ့နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာတဲ့အခြေအနေတွေမှာတရုတ်အတွက်အထင်နာခဲ့တာတွေဖြစ်ခဲ့တယ်လို့ထရန့်ကသုံးသပ်ခဲ့ပါတယ်။နောက်ပြီးအခုသတင်းပတ်အကောင်လောက်မှာသူ့အနေနဲ့တရုတ်သမ္မတရှီကျင်းဖင်ကိုဆက်သွယ်စကားပြောတာမျိုးဖြစ်လောက်တယ်လို့လည်းထရန့်ကမှတ်ချက်ပေးသွားပါတယ်ရှင်။